ဘယ်ချိန်မှာအလတ်ရှင်မြတ်ကဘန္ဒာကိုချစ်ခင်နှစ်သက်သွားပြီဆိုရင်မိမိရဲ့အပြစ်နဲ့အားနည်းချက်ကိုမြင်စေလိုက်တယ်။မိမိရဲ့မျောလင့်ချက်ကိုမစွန့်လွတ်နဲ့။အင်ရှာအလ္လာမနှက်ဖြံပူကောင်းလာလိမ့်မယ်။တင်းအတွက်စိတ်အနှောက်ရှက်ဖွယ်ဖြစ်စေတဲ့ဘသူကိုမဆိုမိမိရဲ့အတွေ့အကြုံတွေထုတ်ပြလိုက်ပါ။တယောက်တည်းရှိခြင်းရဲ့အကောင်းဆုံးအချိန်ဟာဒီလိုအချိန်ဖြစ်တယ်။အသင်းရဲ့ပူပန်မှုတွေကိုအလတ်ရှင်မြတ်ကနားထောင်ပေးတဲ့အချိန်ပေါ့။အလတ်ထံကသူဟာတောင်းခြင်းဟာစွန့်နှက်ဖြစ်တယ်။ တောင်းဆိုနေတဲ့အရာရသွားခြင်းကရဟမတ်ဖြစ်တယ်။အကယ်၍မပြီးသေးတာကဟစ်မတ်တော်ဖြစ်တယ်။လူတွေထံကတောင်းတာကဇီလတ်တိတ်ခါမဲ့ရသွားပြန်တော့လေကျေးဇူးတင်နေရတယ်။မရပြန်တော့လေအဆက်ကွဲရတယ်။ဘဝတတန်းမှာပြောင်းလဲသွားဖို့အတွက်အချိန်ကိုလူတိုင်းရတယ်။ဘဝတတန်းမှာရခဲ့တဲ့အချိန်ကတော့နောက်တစ်ခေါက်ပြန်မရဘူး။အရာရာတိုင်းအတွက်ငိုနေရတဲ့သူဟာ အရာရာတိုင်းအတွက်အပြုံးနဲ့ရင်ဆိုင်တိုက်ရင်သူ့ထက်ကြန့်ခိုင်တဲ့သူနောက်မရှိဘူးလူဟာဘလူအရာတွေအတွက်ခေါင်းမာခဲ့တယ်လေအဲ့ဒီအရာများရဲ့စမ်းတက်မှုဟာရောက်လာပါတယ်အချိန်ဆိုတာကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ကုံဆုံးသွားမှာပါဒါပေမဲ့ပြောခဲ့တဲ့ဇကားတွေနဲ့လူတွေကတော့အမြဲတမ်းအမှတ်ရနေမှာရှာကတော့လူတိုင်းရှိတယ်ဒါကအကောင်းဆုံးထိမ့်သိမ့်နိုင်မှအရေးချင်းရှိတဲ့သူဖြစ်မယ် မင်းပေးခဲ့တဲ့အရာတွေကမင်းထံပြန်ရောက်လာလိမ့်မယ်။လှည့်စားတာပဲဖြစ်ဖြစ်၊ဂုံပေးတာပဲဖြစ်ဖြစ်တီးခန့်ခြင်းနဲ့တံမိုးထားတတ်ခြင်းဟာကံကောင်းသူများရဲ့အခွင့်အရေးပဲ။ငါဟာဒီလိုဆက်ဆံရေးကိုအတိအမှန်မပြုဘူး။ဒုက္ခရောက်နေတဲ့အချိန်မှာအာမပေးဘူး။ပြစ်တင်ဝေဖန်တဲ့အချိန်မှာရောက်လာ။ပန်းတိုင်ရောက်ဖို့ရှောက်နေတဲ့ခရီးမှာ စူးညောင်းခလုတ်ကိုဂယုမဆိုင်နဲ့အခက်ခဲဆိုတာမင်းရဲ့စွန့်အင်နဲ့လှုပ်ဆောင်ချက်ကိုပိုပြီးမြန်ဆန်လာစေတယ်လောကသမားတွေကအုပ်ဆာနဲ့ရုပ်ရည်ကိုကြည့်တယ်အရက်စတွန်ရဲ့အရှင်သခင်ကအာမနဲ့နှလုံးသားကိုကြည့်တယ်ဘလူဆက်ဆံရေးမျိုးမဆိုတခြားသူကမိမိကဲ့သို့ပဲလို့မမျှော်လင့်နဲ့လူတိုင်းမှာကိုယ်ပိုင်လက္ခဏာတွေရှိကြတယ်